မင်္ဂလာပါယင်းနေ့မြို့နယ်မှာတခုကိုရေရှည်နှစ်နဲ့ချီပြီးတော့လှုပ်ဆောင်လေးရှိရတဲ့သူတွေရှိသလိုမျိုး short term အနေနဲ့ပဲဈေးနဲ့တဲ့အချိန်မှာဝယ်ဈေးတက်တာနဲ့ရောင်းဆိုတဲ့လှုပ်ဆောင်ချက်ကိုအချိန်ပိုင်းရပိုင်းလပိုင်းလေးနဲ့တင်ပဲလှုပ်ဆောင်ကြတဲ့သူတွေလည်းရှိပါတယ်ဒီလိုမျိုးမြုံနယ်နယ်သူတွေကိုတော့ flipper လို့ခေါ်လို့ရှိပါတယ် flipper တွေက stock share ရွှေ commodity အင်ဂျင်မြေစားတဲ့ယင်းနေ့မြို့နယ်မှာလည်းအစုံမှရှိကြပြီးတော့ quick profit ဆိုတဲ့ဒီအမြတ်ကိုလေးလေးမြတ်မြတ်ခဏအတွင်းရအောင်လို့ဆောင်ရွက်ကြတဲ့သူတွေဖြစ်ပါတယ် ဖလစ်ဆိုတာကတိုင်းရဲ့ဘာသာပြန်ရရင်တော့ sudden quick movement ရုပ်တရက်လှုပ်ရှားမှုလို့ဆိုနိုင်ပါတယ်။မြန်မြန်လှုပ်ရှားတာ၊ပြောင်းပြန်လှန်သွားတာ၊တွန်းပို့တာစတဲ့အတိတ်ပဲတွေလည်းရနိုင်ပါတယ်။ flipper ဆိုတဲ့အသုံးအနှုန်းကိုတော့ stock share ရင်းနှီးမြှုပ်နှံမှုလောကမှာပိုပြီးတော့ထင်သာမြင်သာရှိပါတယ်။ကျွန်တော်ကိုယ်တိုင်လွန်ခဲ့တဲ့၈နှစ်လောက်ကစင်ကာပူဘရိုကာတယောက်နဲ့ချိတ်ဆက်ပြီးတော့အကောက်ဖွင့်ပြီးတော့ share တွေ forex လို့ခေါ်တဲ့ foreign currency တွေကိုဝယ်ရောင်းလုပ်တဲ့ flipper အဖြစ်နဲ့အတွေ့အကြုံရှိခဲ့မှုတဲ့ stock share မှာတော့ ဈေးနှုန်းအတက်ကြာတွေကစက္ကန့်ပိုင်းအတွင်းမှာကိုပွိုက်ပေါင်းများစွာဖြစ်ပေါ်နေတာကြောင့်တချို့ flipper တွေကမိနစ်ပိုင်းလေးတွေထဲမှာတင်ပဲ quick profit ကိုရယူကြတာတွေ့ရဖို့ပါတယ်။ဆိုပါတော့လွန်ခဲ့တဲ့10နှစ်10နှစ်ဝင်ကျင်လောက်ကရွှေတစ်ချပ်သားကို၄သိန်းဝင်ကျင်လောက်ရှိခဲ့ပေမဲ့2020ပေါက်ဈေးအနေနဲ့ဆိုရင်တော့တစ်ချပ်သားကို14သိန်း6000ဖြစ်နေခဲ့ပြီးတော့10နှစ်အတွင်း3ဆလောက်တက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့တင်ကရခင်10နှစ်ကရွှေတစ်ချက်သားဝယ်ပြီးတော့ဒီနှစ်နှစ်မှာပြန်ပြီးတော့ရောင်းမယ်ဆိုရင်ဒီနှစ်2020မှာပြန်ပြီးရောင်းမယ်ဆိုရင်အမြတ်10သိန်းလောက်ရမှာဖြစ်ပြီးတော့ဒီ investment က long term investment ဖြစ်ပါလိမ့်မယ်ဒီနေရာမှာစာဖတ်ပြသူအနေနဲ့တခုကြားညံပြီးပြောလိုတာကဆရာကောင်းဟင်းစုကဒီ post လေးကိုဒီစာစုလေးကိုရေးခဲ့တာက2020မှာဖြစ်ပါတယ်ခင်ဗျာဆိုတော့2020ဈေးနှုန်းနဲ့အတိုင်းပဲဆက်ပြီးတော့ပြောပြပေးသွားပါမယ်ခင်ဗျာ ဆယ်နှစ်တာမှာဆယ်သိန်းလောက်တက်လာတာဖြစ်တဲ့အတွက်လောင်းတန်းမှာအတက်ဖြစ်နေပေမဲ့လည်းတောက်လျှောက်ကြီးအတက်ကြီးစက်တိုက်ပုံစံနဲ့တက်လာတာတော့မဟုတ်ဘူးတက်လိုက်တန်သွားလိုက်ပြန်ချလိုက်ပြန်တက်လိုက်နဲ့ business cycle ကလဲပတ်နေတာဖြစ်ပါတယ် flipper တွေကအဲ့ဒီ business cycle ကိုအမြဲစောင့်ကြည့်နေပြီးတော့ကြာသွားတဲ့အချိန်မှာဝယ်တက်တဲ့အချိန်မှာပြန်ရောင်းတာကိုလုပ်ကြတယ်ဥပမာရခင်တစ်ပတ်ရွှေဈေးက14သိန်း2000ခန့်ဖြစ်သွားတဲ့အချိန်မှာပြန်ဝယ်ပြီးတော့အခု14သိန်း 6000ဖြစ်နေတဲ့အချိန်မှာပြန်လဲရောင်းထုတ်ကြတဲ့သဘောဖြစ်ပါတယ်ဒီလိုမျိုး short term quick profit လေးတွေကိုတစ်လအတွင်းတစ်နှစ်အတွင်းအချိန်ပေါင်းများစွာပြုလုပ်ကြနိုင်ရှိတယ် real estate property အနေနဲ့ကတော့တစ်နှစ်လောက်အောက်ရဝယ်ရောင်းလုပ်တာတစ်နှစ်အောက်ဝယ်ရောင်းမှုတွေကိုတော့ flipper လို့သတ်မှတ်လေးရှိရှိကြပါတယ်အန္တရာယ်အာဏာချက်တွေကတော့အင်ချံပြီးရင်းနှီးမြှုပ်နှံမှုမှာလဲဝယ်ရောင်းလို့သိကြတဲ့ flipper အနေနဲ့ investment ပြုလုပ်တာကိုတော်တော်လေးတွေ့ရပါလိမ့်မယ် အောက်တာချက်အနေနဲ့ကတော့အချိန်တိုအတွင်းအမျက်ပပလေးတွေကိုပဲစနစ်တကျလှုပ်ဆောင်ရင် safety ပိုဖြစ်တယ်လို့ဆိုနိုင်ပါတယ်။အောက်တာချက်အနေနဲ့ကတော့အချိန်တိုအတွင်းအမျက်ပပလေးတွေကိုစနစ်တကျလှုပ်ဆောင်ရင် safety ပိုဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ဒါအပြင်ဈေးကွက်ကျွမ်းကျင်လို့တစ်လအတွင်းတစ်နှစ်အတွင်းအကျိန်ပေါင်းများစွာလုံဆောင်နိုင်ရင်အမြတ်ပပလေးတွေစုလာပြီးတော့ long term investment ထပ်ပို့ပြီးတော့တွက်ချေကြိုက်လိရှိတယ်ဈေးကွက်ကျွမ်းကျင်မှာ flipper လုပ်လို့ရတယ်လို့မျိုး flavor လုပ်ရင်လည်းဈေးကွက်ကိုတူမတူအောင်လို့ကျွမ်းကျင်လာတဲ့အတွက်အမြတ်ကြီးကြီးမားမားတွေကိုပါတဖြည်းဖြည်းလုံနိုင်လာတတ်ပါတယ် flavor လုပ်ခြင်းကိုအခြားလုပ်ငန်းတစ်ခုခုလုပ်နေရင်လည်းအဲဒီဈေးကွက်နဲ့ယင်းနည်းကျွမ်းဝင်တွေကအတက်အကျမှန်းနိုင်လာတဲ့အခါမှာအပေါ်ဝန်ကိုအဖြစ်ရောက်အောင်လဲလှုံ့ဆော်ကြလိမ့်ရှိတယ်။ဥပမာကျွန်တော်ရဲ့ client တို့ကမြန်မာပြည်တဲကိုတန်နဲ့တန်မဏိတွေတွင်းလိမ့်ရှိတယ်။ဒီအခါမှာနိုင်ငံခြားငွေဖြစ်တဲ့ဒေါ်လာကိုအမြဲတမ်းအသုံးပြုဝယ်ယူရတာဖြစ်ပြီးတော့အတက်အကျကိုပါတွက်ဆနေရတာဖြစ်တဲ့အတွက် ဒေါ်လာဈေးကိုကျွမ်းကျင်လာပါတော့တယ်။အဲဒီနောက်မှာတော့အဓိကတန်လုပ်ငန်းအပြင်နိုင်ငံခြားဘဏ်အကောင့်နဲ့မြန်မာဘဏ်တွေကမြန်မာငွေအကောင့်နှစ်ခုကိုဒေါ်လာအပြောင်းအလဲအဝယ်အယောင်းပြုလုပ် transfer ပြုလုပ်တာကနေပဲနေ့စဉ်တင်းရန်ချီမျက်စုံတော်ကိုတွေ့ခဲ့ရမှုပါတယ်။အားနည်းချက်ကတော့ရင်ခုန်ဖိလို့ရှာရလွန်ပြီးတော့ emotion ကိုမထိန်းနိုင်ရင် risk ကပိုပြီးတော့များလာတက်ပြန်ပါတယ်။ဒါအပြင်ဈေးကွက်ကိုကျွမ်းကျင်ဖို့လိုသလိုမျိုးအချိန်ပြည့်ဒီပါဈေးကအပြောင်းလဲတွေညွန်ကိန်းနဲ့စစ်ကနေတွေကိုစောက်ကြည့်နေဖို့လည်းလိုအပ်တယ်။ နောက်တစ်ချက်ကတော့အချိန်ရင်နည်းနည်းသာလုံးဆောင်နိုင်မယ်ဆိုရင်အမြက်ပါတဲ့အတွက် long term လောက်မကိုက်နိုင်ဘူး real estate မှာတော့ flipper လုပ်မယ်ဆိုရင် အပူဆောင်အနေနဲ့ rental income ကိုရဖို့မဖြစ်နိုင်တလောက်ပဲဖြစ်ပါတယ် flip လုပ်ခြင်းနည်းလမ်းတွေမျိုးမျိုးရှိပါတယ်ပရပေါင်းဆုံးကတော့ host selling host ဆိုတဲ့စကားကိုတော့တော်တော်များများရင်းနှီးသိရှိကြမှာထင်ပါတယ်စီးပွားရေးနဲ့ကုန်သွယ်မှုမှာတော့ကုန်ပစ္စည်းတွေကိုအရေးအတွက်များများကိုအများအစေးနဲ့ယူပြီးတော့ လက်လျေးလေးနဲ့ဈေးမြင့်ပြန်ပြီးတော့ရောင်းပါလေးရှိတယ်။အရေးအတွက်များများယူနိုင်လေးလေးဈေးပုံတက်တာလေးလေးပဲဖြစ်ပါတယ်။ဥပမာအထက်တစ်ထည်ပဲဝယ်တာထက်တစ်ထည်ဈေးက ပိုပြီးတော့တက်တာသလိုအထက်တရာဈေးကလည်းပိုပြီးတော့တက်တာမှာဖြစ်ပါတယ်။ဒီကမှာကများကျွန်တော်ပြန်ပြောပေးပါမယ်။အထက်တထဲထဲဝယ်တာထက်ဆိုင်ဆယ်တဲ့ဈေးကပို့ပြီးတော့တက်တာတလို့မျိုးအထက်တရာဈေးကလည်းပို့ပြီးတော့တက်တာမှဖြစ်ပါတယ် real estate property မှာလည်း wholesale လုပ်လို့ရပါတယ် ဆိုပါတော့ပေ40ပေ60မြေခွက်ကိုသိန်း900နဲ့အဝယ်ယူလိုက်ပြီးတော့ပေ20စီခွဲပြီးတော့တခွက်ကိုသိန်း300နဲ့ပြန်လည်ရောင်းချတာမျိုးဖြစ်တယ်။ဒါမှမဟုတ်10ပေပေ20စီခွဲပြီးတော့တခွက်ကိုသိန်း150နဲ့ရောင်းချတာမျိုးဖြစ်တယ်။ပါမစ်မြေတွေကိုခွဲချမ်းစိတ်ပြန်ပြီးတော့ရောင်းချတာမျိုးအစ်တွေဘက်မှာတော်တော်လေးတွေ့ရလေးရှိပါတယ်။ပါမစ်ကအခြေမီဝီဂရန်ဖောက်လို့ရတာအခွန်ကိစ္စဆက်လာတွေကြောင်းပို့ပြီးတော့ ဝယ်ရောင်း investor ယင်းနှမြုံနေတဲ့သူတွေအတွက် ပို့ပြီးတော့အဝယ်လိုက်လေးရှိပါတယ်။ဒါအပြင်လူနေထိုင်ဖို့ဝယ်ယူရတဲ့သူတွေကလည်း permit ကနေပိုင်ဆိုင်မှုပို့ပြီးတော့ခိုင်မာတဲ့ grant အဖြစ်ပြောင်းလျှောက်လို့ရတာကြောင့်အစဉ်ပြေပြန်ပါတယ်။ဒါပေမဲ့အမေပိုင်ဆိုင်မှုတစ်ခုကို grant လျှောက်မယ်ဆိုရင်တော့အနည်းဆုံး student fee 1900ပေ20ပေ60ရှိဖို့လိုအပ်တာကြောင့်စေပေပေ60တက်တက်ကတော့ grant လျှောက်ထားလို့မရနိုင်ဘူး။ဒါပေမဲ့ပိုင်ဆိုင်မှုခိုင်မာအောင်စာချုပ်နည်းတွေတရားဝင်နည်းတွေနဲ့တော့ ဝယ်ယူလို့ရတဲ့အတွက်ဒီလိုမျိုးပိုင်းချမ်းပြီးတော့ရောင်းလဲရှိပါတယ်။မြေအကြက်ကြီးကိုဈေးပေါပေါနဲ့ဝယ်ပြီးတော့ပြန်ခွဲရောင်းတာဖြစ်တဲ့အတွက်ပေါင်မုတ်အလုံးကြီးကြီးဝယ်ပြီးတော့တစိမ့်စီပြန်ပြီးတော့ချမ်းရောင်းတဲ့သဘောဖြစ်နေတယ်။ဒါအပြင်အင်ချမ်းပြည်ရင်းနှီးမြုပ်နှံသူ၄မျိုးထက်က developer များတာကလည်း developer type တွေကလည်းအိတ်ကနဲ့ချီတဲ့မြေအကျယ်ကြီးတွေကိုဈေးနဲ့နဲ့ဝယ်ပြီးတော့လူနေရပ်ကွက်စနစ်တစ်ခုဖြစ်လာအောင်လို့ develop လုပ်ပြီးမှအစိမ့်စိမ့်အပိုင်းပိုင်းပြန်လဲရောင်းချပြီးတော့အမျက်ဆုံးကြီးကြီးရအောင်လည်းရှိပါတယ်။အင်ချမီရင်းနှီးမြုပ်နှံသူ၄မျိုးဒါကိုတော့ဗီဒီယိုနဲ့တက်တက်ကျွန်တော် knowledge sharing လေးလုပ်ပေးထားပါတယ်ခင်ဗျာကျွန်တော် link လေးချပေးထားပါမယ်။တိုက်ခန်းနေဆိုရင်လည်းဒီနေ့ခင်ဗျာမြေပိုင်ရှင်နဲ့ contract အကျိုးတူပူးပေါင်းပြီးတော့မြေရှင်ကမြေဆိုင် contract ကတိုက်ဆောင်ပြီးတော့၆လွာကိုတချမ်းစီခွဲချယူချတဲ့စနစ်ကမြို့နယ်တိုင်းမှာဖြစ်စားလာလေရှိတယ်။ များသောအားဖြင့်တော့မြေရှင်တွေကတော့ကိုယ်တိုင်လည်းနေတယ်လို့မျိုးတာသမီတွေဆွေမျိုးတွေကိုနေစေဝယ်စေလေးရှိပြီးတော့ contract ကတော့အလုံးဒီပါပြန်လဲရောင်းချပြီးတော့စောက်လုပ်စေကိုပေါ်လေးရှင်ပါတယ်တချို့ investor တွေကတော့အထက်ကလိုမျိုး နေရာကောင်းတိုက်ခန်းတွေကို contract တွေစီကနေအချမ်းလိုက်ဈေးနှုန်းညှိနှိုင်းဝယ်ယူပြီးတော့တခန်းချင်းစီအချိန်ယူပြီးတော့ပြန်လဲရောင်းချလေးရှိပါတယ်ဝယ်ရောင်းကောင်းစေကားအယောင်းဝယ်ပဲဖြစ်ဖြစ် ်အင်ချမ်းမြေပဲဖြစ်ဖြစ်အချို့သောဝယ်ရောင်းနေ investor တွေကဝယ်ရောင်းကောက်စီဆိုပြီးတော့ဈေးတန်းတစ်ခုကိုပေါက်ဈေးအောက်ပမာဏတစ်ခုလျှော့ပြီးတော့သတ်မှတ်ထားလို့ရှိပါတယ်ငွေအမြန်ဖော်လိုတဲ့သူတွေကဘိုက်နာသူတွေကအဲ့ဒီဈေးတန်းကိုလက်ခံတာနဲ့ချက်ချင်းငွေချေဝယ်ယူကြလိမ့်ရှိပြီးတော့ဈေးကပေါက်ဈေးအမှန်အတိုင်းအချိန်အနည်းငယ်ပြန်ယူအနည်းငယ်ပြန်လဲပြင်ဆင်ပြီးတော့ quick profit ကိုရယူကြလိမ့်ရှိပါတယ်ဈေးကအတက်အကျဈေးကစားခြင်းဒီနေ့လောက်ကတော့ stock share အိမ်ကစတဲ့ပိုင်ဆိုင်မှုအခြေခံ investment အားလုံးမှာတွေ့ရလေရှိတဲ့ flip တွေဖြစ်ပါတယ်ဈေးကွက်ကိုအမြဲတမ်းထိထွေကျွမ်းဝင်နေတဲ့သူတွေကဘယ်အချိန်ကတော့ဈေးအချာဖြစ်နေတယ်ဘယ်လောက်ထိပြန်ပြီးရောတန်နိုင်တယ်လို့ခံမနိုင်တဲ့အခါမှာဈေးကျတဲ့အချိန်မှာဝယ်ယူထားပြီးတော့ပြန်တက်တဲ့အချိန်မှာရောင်းချတာဖြစ်ပါတယ်ဈေးကွက်ကအတက်ဖက်ဖြစ်နေမှာဆိုရင်တော့ယနေ့ပေါင်စင်းနဲ့ဝယ်ပြီးတော့နောက်လပိုင်းအတွင်းပြန်လဲရောင်းချရင်လည်းအမြတ်ကရနိုင်ပြန်ပါတယ် ဘယ်စည်းပွားရေးနဲ့ပဲဖြစ်ဖြစ်ဘယ်စည်းပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုအမျိုးအစားမျိုးစုံမဆိုးတဆက်တဲ့ကာလရှည်ထိုးကြတာထိုးတတ်တာမျိုး ဖြစ်လိရှားတတ်ပါတယ်ကြာရင်လည်း business cycle အတိုင်းတန့်သွားတာကျသွားတာအကြဆုံးပြန်တန်းဆိုတဲ့အခြေအနေလေးခုအတိုင်းသူကတွားလေးရှိပြီးတော့အကြပိုင်းကပုံများပူကြလာပြီးတော့ဈေးကြခြင်း trend ကိုဖြစ်စေပါတယ်အတက်ဆိုရင်လည်းဒီအတိုင်းပါပဲအဲ့ဒီအတွက် business line လုံးတွေအတိုင်း လိုက်ပါစီးနင်းပြီးတော့ quick profit ကိုရယူကြရတဲ့နည်းဖြစ်ပါတယ် value at a flip ဒါကတော့အရှိကမျှဝေမှုတွေမှာလဲပါဝင်ခဲ့ပြီးဖြစ်တဲ့အတွက်အင်ချမ်းပြီး property တစ်ခုခုကိုဝယ်ယူလိုက်ပြီးတော့လိုအပ်တဲ့ပြင်ဆင်မှုတွေတင့်တော်တဲ့ value at a တွေလှုပ်ဆောင်ပြီးတော့အမြတ်ပပယူပြီးတော့ပြန်ပြန်ပြန်လဲရောင်းချတဲ့နည်းစနစ်ဖြစ်ပါတယ်အပေါ်မှာဘာမှမပြုတ်ပြန်ထားတဲ့တိုက်ခတ်အချက်တွေတခုကိုဝယ်ယူလိုက်တယ်ဈေးအသစ်တုံးတယ်ပြင်တဲ့ချက်ပြင်စင်တယ်ပါကိတ်ခင်းတယ် မိဖို့ကြောင့်ကျွေပြခတ်တဲ့စတီသံပန်ဆန်းရှိဆရာတွေဆရာတွေတက်ဆင်ပြီးတော့အမြတ်ပပနဲ့ပြန်လဲရောင်းချတဲ့နေ့ဖြစ်ပါတယ်ဒီလိုလုပ်မယ်ဆိုရင်အရေးကြီးတာကကိုယ်တိုင်ပြင်ဆင်တဲ့အဖွဲရှိထားရင်အကောင်းဆုံးပါပဲဒါမှသာ စရိတ်တက်တာမှုလက်ရကောင်းမွန်စိတ်ချမှုတွေရှိပြီးတော့တင့်တော်တဲ့အမြတ်ကိုရနိုင်မှာဖြစ်ပါတယ်နိုင်ငံတကာမှာတော့ value added flip မှာ DIY value added ဆိုတဲ့ do it yourself စနစ်ကတော်တော်လေးခက်ဆောင်ပါတယ် property တစ်ခုခုကိုဝယ်ယူလိုက်တဲ့သူက ူမှာလက်နက်ကရိယာအစုံရှိပြီးတော့ပြည်စင်မှုတွေကိုကိုယ်တိုင်လှုပ်ဆောင်ပြီးတော့ပြန်လည်ရောင်းချတဲ့အတွက်ဇေယျပို့ပြီးတော့တတ်တာအလုံသမားခတ်တတ်တာပြီးတော့အမြတ်ပို့ရလည်းရှိတယ်ဒီလိုပြင်ဆင်မှုတွေကိုအချို့က YouTube channel တွေမှာတင်လေးရှိတဲ့အတွက်လေ့လာကြည့်ရှုနိုင်ပါတယ် Interior Design Construction Company Decoration လုပ်ငန်းဒါတွေလုပ်တဲ့သူတွေကလည်း real estate property တွေကိုဝယ်ယူ customize လုပ်ပြီးတော့ flipper အနေနဲ့အပေါ်ဝင်ငွေကိုဖန်တီးကြနေရှိပါတယ်အပေါ်ဆုံးဝယ်ရောင်း တခြားနိုင်ငံတွေမှာတော့ဘဏ်တွေမှာအင်ချမ်းမြေတွေပေါင်တန်ငွေချေးယူပြီးတော့ပြန်မဆက်နိုင်တဲ့အခါမှာဘဏ်ကအင်ချမ်းမြေကိုအပေါင်ဆုံးအဖြစ်သိမ်းပြီးတော့ငွေဖော်ဖို့အတွက်ပြည်သူစီကိုလေလံတင်ရောင်းချလိရှိပါတယ်။ဒီအတွက်အပေါင်ဆုံးအင်ချမ်းမြေရောင်းဝယ်နည်းဆိုပြီးတော့စာအုပ်တွေသင်တန်းတွေတောင်မှရှိလာတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံမှာလည်းရှိပြီမယ်လေ။တာမန်ပြည်သူတွေအတွက်တော့အလံဝေယုံမှထင်ပါတယ်။မြန်မာပြည်မှာအလုပ်များတဲ့နေ့ကတော့ငွေချေးလုပ်ငန်းတွေအပေါင်ဆိုင်တွေငွေတိုးချေးတဲ့သူတွေနဲ့ချိတ်ဆက်ထားပြီးတော့ အဲ့ဒီဆိုင်တွေစီမှာပုံနှံထားတဲ့အင်ချာမြေတွေကိုပြန်လည်ဝယ်ယူလိရှိကြတာဖြစ်ပါတယ်။အပေါင်းဆိုင်တွေကလည်းဝေဖော်ခြင်းတဲ့အခါမျိုးမှာဈေးတန်တန်နဲ့ရတတ်လိရှိပြီးတော့ပြင်ဆင်ပြီးပဲဖြစ်ဖြစ်မပြင်မပြင်ဆင်ပဲဖြစ်ဖြစ်ပြန်ပြီးတော့ရောင်းချချလိရှိပါတယ်။တရင်သမား flipper ဒါကတော့အစိုးရစီမံကိန်းမှဖြစ်ပါစေပြပရင်းနှီးမြှုပ်နှံမှုတရင်ဖြစ်ပါစေနာမည်ကြီးစီးပွားရေးတရင်သမားတအိုးကဝယ်တဲ့တရင်ဖြစ်ပါစေစတဲ့စတဲ့တရင်အချက်လက်တွေကိုဥစွာရရှိအောင်လိုက်လံစုံစမ်းပြီးတော့ အဲ့ဒီ account တွေပေါ်မဲ့နေရာနားကမြေနေရာတွေကိုဈေးပေါ်ပေါ်နဲ့ဝယ်ယူပြီးတော့တရင်ကလူတိများလာပြီးတော့လူအများကလိုက်ဝယ်လို့ဈေးတက်လာတဲ့အခါကျမှပြန်လဲရောင်းချကြတာဖြစ်တယ်။နိုင်ငံတကာမှာတော့ဒီလို business information တွေကိုတခြားသူတွေထက်ဥပောင်ထုတ်ပြန်ပေးတဲ့သုံးသပ်ပေးတဲ့ TV channel တွေရှိတတ်ပြီးတော့ investor တွေကလည်းအဲ့ဒီ line တွေကိုလစဉ်ဒေါ်လာထောင်ချီပေးပြီးတော့တက်စင်နားထောင်ကြရလိမ့်ရှိပါတယ်။ဈေးကစားတဲ့ flipper ဒီနေ့ကတော့အရင်အနေကြီးကြီးနိုင်ပြီးတော့ ဈေးကွက်ကိုလွှမ်းမိုးနိုင်တဲ့လက်ကြီးသမားတွေကစားချလေးရှိတယ်။ဥပမာပရမ9နှစ်လောက်မှာတစ်နှစ်ကို3-4ကွက်လောက်ပဲဈေးချုံချုံတဲ့မြေခွက်တွေကိုဝယ်ယူစုဆောင်ထားတယ်။နောက်ဆုံးနှစ်မှာတော့မြေခွက်အမြောက်များကို လာပိုင်းအတွင်းဆက်တိုက်ဝယ်ယူလိုက်တဲ့အခါမှာဈေးကွက်တစ်ခုလုံးကိုလှုပ်ခတ်သွားပြီးတော့အင်ချမ်းမြေဈေးတွေထိုးတက်ပါတော့တယ်။ဒီအခါမှာအရင်နှစ်ကဝယ်ထားတာတွေရောအခုဝယ်ထားတာတွေပါအကုန်တက်ဈေးနဲ့ပြန်ပြီးရောင်းထုတ်တဲ့နေဖြစ်နေတယ်။ဒီနေ့ကတော့ risk များသလိုမျိုး အများပြည်သူကိုပါထိခိုက်နစ်နာစေလေရှိတဲ့အတွက်တချို့နိုင်ငံတွေမှာတော့ဒီလိုမဖြစ်အောင်လို့ဘယ်သူကဘယ်လောက်ဝယ်ယူတယ် real estate property demand ကဘယ်လောက်ရှိတယ်ဆိုတဲ့ data တွေညွှန်ငွေတွေထုတ်ပြန်ပေးကြလေးရှိပါတယ်။နောက်တော့ကောင်းတဲ့ flip ပါနောက်တော့ကောင်းတဲ့ဝယ်ရောင်းအချို့ကတော့တကယ်ဝယ်မဲ့ဝယ်လက်ကိုအရင်ရှာဖို့လေးရှိတယ်။ဘယ်နေရာမှာဘယ်လိုအိမ်မျိုးဘယ်လိုအနေထားမျိုးကိုလိုချင်တယ်ဘယ်လောက်အများဆုံးတုံးမယ်ဆိုတာကိုဝယ်လက်စီကနေရယူပြီးတော့ဒီလို property ကိုကိုက အရင်ဦးဆုံးလိုက်လံရှာဖွေဝယ်လက်ပေးမှဈေးထက်လျှော့ပြီးတော့ရအောင်ညှိနှိုင်းဝယ်ယူထားလိုက်ပါတယ်ပြီးတော့မှဝယ်လက်ကိုပြပေးပြီးတော့ရောင်းချတာမျိုးဖြစ်တယ်တကယ်တော့ဂျင်းထက်တာမျိုးမဟုတ်ပဲねတကယ်လဲဝယ်လက်အတွက်အကျိုးရှိစေမယ့်နေသားတစ်ခုကိုဖန်တီးပေးပြီးတော့ရည်ရှင်လက်တွဲကြလိမ့်ရှိပါတယ်ဒီထက်ပို့ပြီးတော့ risk ယူတဲ့သူတွေကတော့ဈေးတန်နဲ့အိမ်ပြန်ပြီးတော့ရောင်းမဲ့ရောင်းဆောင်မဲ့အိမ်တွေကိုတွေ့ရတယ်ဈေးနှုန်းညှိနှိုင်းပြီးတခါတည်းစည်ရန်တတ်ထားလိုက်တယ် ဇယံပေးထားပြီးတော့ငွေအခြေချေဖို့ကို1လကနေ2လ3လညှိနှိုင်းပြီးတော့စာချုပ်မှာထည့်ချုပ်လို့ရှိတယ်။ဒါအပြင် စာချုပ်မှာလည်းငွေအခြေစာချုပ်ချုပ်တဲ့အခါမှာမူလရောင်းသူကဇယံပေးထားသူညှိုးဆိုတဲ့သူကိုအဝယ်အနေနဲ့လက်ခံလက်မှတ်ထိုးပြဖို့ကိုလည်းထည့်ထားလို့ရှိပါတယ်။အချို့ဝယ်ရောင်းတွေကတော့ရောင်းချမဲ့အင်ရှင်နဲ့ပုံပုံလဲလဲညှိနှိုင်းကြလို့ရှိတယ်။ဈေးကွက်ပေါက်ဈေးကတော့ဒီလောက်ရှိတယ်။ဘယ်ဈေးရမယ်ဆိုရင်လက်လွန်မယ်လေ။အဲ့ဒီဈေးရစေရမယ်ဒါမှမဟုတ် ပို့ပြီးတော့ရရင်တော့ပို့ရတာကိုမိမိယူမယ်ဒါမျိုးဖြစ်ပါတယ်ဒါကတော့ငွေရင်းမဆိုင်ပဲနဲ့အကျိုးဆောင်သဘောမျိုးဖြစ်ပြီးတော့ပွဲညုံစားတယ်လို့လည်းခေါ်ကြလေးရှိပါတယ်အရေးချာဖလစ်ပါတွေတချို့ investor တွေကတော့တိုက်ခန်းအင်ချာမြေတွေကိုဈေးကွက်ပေါင်းစည်းအတိုင်းဝယ်ယူလိုက်တယ်ပြီးတော့မှအရေးချာအနေနဲ့ပြန်လဲရောင်းချတဲ့နေဖြစ်တယ်အရေးချာရောင်းချတဲ့အတွက်ဈေးနှုန်းကိုအနည်းငယ်တင်လိုက်တယ်အခြေချင်းမဲ့နှစ်ခါလာအလိုက်အတုံးတုံးတတ်မှတ်ရယူတာစတဲ့အမျက်တွေကိုသူတို့ကရယူလေးရှိတယ် ဥပမာပန်ချင်းငွေနဲ့အိမ်ဝယ်ယူသလိုပါပဲ invest investor ကဘန်နေရာကနေหนีလိုက်ပြီးတော့အတုံးလုံးရယူတဲ့သဘောဖြစ်ပါတယ်တချို့ flipper တွေကတော့တိုက်ခန်းဂျိုပွိုက်ကဝယ်ယူကစားလေးရှိတယ်ဂျိုပွိုက်ဆိုတာကတော့ရေရှင်နဲ့ contract စာချုပ်ပြီးတော့ contract အထက်မြင့်တိုက်ဆောင်ပြီးတော့တချမ်းစီယူကြတဲ့အခါမှာတိုက်မဆောင်ဘဲနဲ့ပိုင်းမရရခင်ကတည်းက contract ကဖြစ်မစေရေရှင်ကဖြစ်မစေနောက်တစ်နှစ်နှစ်နှစ်မှာဖြစ်ပေါ်လာမဲ့တိုက်ကြီးက ဘယ်အခန်းကိုတော့ဂျူပြီးတော့ရောင်းချင်ပါတယ်ဆိုပြီးတော့ရောင်းချတာဖြစ်တယ်။ contract ဒီဆိုရင်လဲမဆောက်ခင်ကတည်းကဂျူပွိုင်းအဖြစ် အခန်းအနေငယ်ရောင်းထားလိုက်ရင် ဆောက်လို့စေကိုဂျင်တက်လည်းရှိတယ်။ဂျူအောင်ထားတာဖြစ်တဲ့အတွက်တိုက်ခန်းလောက်ဝယ်မရသေးလို့ဈေးကတော့ပေါက်ဈေးထက်တန်တန်လေးရှိတယ်။ဒီလိုဈေးတန်တာတဲ့ဂျူပွိုင်းကိုဝယ်ယူပြီးတော့အခန်းရမှာပေါက်ဈေးအတိုင်းပြန်ရောင်းချတယ်နီး။နောက်ပိုင်းမှာတော့ဂျူပွိုင်းကိုမှအရေးချမ်းတဲ့ငွေသွင်းလို့ရတဲ့ပုံစံတွေရှိလာတာကိုတွေ့ရပါတယ်။ ဒါတွေကတော့ real estate property ကို short term အနေနဲ့ invest လုပ်မယ်ဆိုရင်တွေးရလိမ့်ရှိတဲ့နည်းလမ်းတွေဖြစ်တယ်။ short term ဆိုတဲ့နေရာမှာလည်းအိမ်လေးတအိမ်ဝယ်လိုက်နည်းနည်းပါးပါးပြင်ဆင် ပြန်ရောင်းအမြတ်တွေရဆိုတဲ့လမ်းစဉ်အတိုင်းဖြစ်ပေမဲ့လည်းတကယ်တမ်းမှာတော့ပြောသလောက်မလွယ်ပဲနဲ့ risk တွေဆုံးရှုံးနိုင်ခြင်းတွေလှက်ကွက်တွေများစွာရှိနေနေမှာသိတယ်။ဒီအတွက် short term လုပ်မယ်ဆိုရင်လည်းဈေးကွက်အချောင်းလုံထုံးလုံနေအချောင်းစာချုပ်စာရအနေနဲ့တရားဝင်မှု ြင်ဆင်စေတွေ့ချနိုင်မှုနောက်ဝကျေပြတ်ချိန်ဆက်နိုင်မှုစတာတွေအများကြီးရှိဖို့လိုအပ်ပါကြောင်းမျှဝေပေးလိုက်ပါတယ်။လုံလောက်တဲ့အသိပညာဟာပြင်းထန်တဲ့အခက်အခဲတွေကို ရောဂုစွာနဲ့ကျော်ဖြတ်စေနိုင်ပါတယ်။